အာအလုံးမင်္ဂလာပါအာဒီနေ့ကျွန်တော်တို့ BTC မှာအာ trade action လေးတစ်ခုကိုကျွန်တော် entry ဝင်ခဲ့ပါတယ်အဲ့တော့ risk နည်းနည်းများတဲ့ trade setter လေးမဟုတ်လို့ beginner များလုံးဝမ trade ပါနဲ့ကျွန်တော် knowledge sharing နေနဲ့သာမျှဝေပေးကြပါ Okay အဲ့တော့ကျွန်တော်တို့ BTC zero ကိုကျွန်တော်တို့တစ်ချက်လေးကြည့်ကြည့်အောင်ကျွန်တော်လုပ်တဲ့ market အရှင် market analysis ပေါ့နော် market analysis ပုံစံလေးကိုတစ်ချက်လေးမျှဝေပေးခြင်းဖြစ်ပါတယ် Okay အဲတယောက်နဲ့တယောက်တော့အမြင်တူကြမှာလဲ တူမှာဖြစ်ပါတယ်အဲဒါပေမဲ့အဲ့လိုအမြင်မတူလို့လဲ buyer site နဲ့ seller site ဆိုပြီးတော့ဖြစ်လာတာပေါ့နော်အဲ့တော့တော်တော်စေတော့ကျွန်တော်ကတော့ seller site ကနေပြီးတော့ပဲကျွန်တော်အားဖြည့်ပြီးတော့အရှင်ယူထားလိုက်တယ်ပေါ့နော်โอเคကြည့်အောင်ကျွန်တော်တို့အဲ့တော့ကျွန်တော်တော်တော်စေ port landscape ကိုပြောင်းလိုက်မယ်ဗျာโอเคကျွန်တော် BTC မှာတော်တော်စေကမနေ့က BTC ဈေးတက်သွားတယ်ပေါ့နော် trend line breakout ဖြစ်သွားတယ်အဲ trend line breakout ဖြစ်သွားတယ်ဒီမှာဒီ trend line ကိုကျွန်တော်တို့ break out ဖြစ်ပြီးတော့တက်သွားတယ်ပေါ့နော်အာလောလောဆယ်9000 ကျွန်တော် support resistant level အရကျွန်တော် action ယူထားတာဖြစ်ပါတယ်အဲ့တော့လောလောဆယ်က9000 9000ခွဲမှာကျွန်တော်ဒီမှာ support ဟို horizontal horizontal line to line ဆွဲထားတယ်ပေါ့နော်အဲ့ဒီ line ကိုသူကမဖောက်နိုင်ဘူးဗျမင်းကဖောက်မယ်ဆိုရင်မင်းကတည်းကဖောက်အောင်ပါ အဲ့မဖောက်ပဲနဲ့ကျွန်တော်တို့ဒီမှာ DOG candle နဲ့အဲပိတ်သွားတယ်ပေါ့နော် candle မနက်ကပိတ်သွားတယ်အဲလက်ရှိတော့ bearish candle နဲ့ကျွန်တော်တို့ပြန်ဆင်းနေတယ်ပေါ့နော်အာအဲ့ဒီမှာကြည့်ချင်းအဖြစ်ကျွန်တော်ကတော့ဟောပေါ့နော်သူ900ကိုမဖောက်နိုင်ဘူးလို့ယူဆတာပေါ့နော်မဖောက်နိုင်ပဲနဲ့ကျွန်တော်တို့ကအာပြန်ပြီးတော့ဒီ trend line အခြေကိုပြန်ဆင်းပြီးတော့မှပြန်အာယူပြီးပြန်ဖောက်မလားပေါ့နော် အော်အဲ့ဒါလေးတစ်ချက်စောင့်ကြည့်ရမယ်ကျွန်တော်ကတော့ TP um ဒီမှာဆိုလို့ရှိရင်ကျွန်တော်ကအာ stock lot ကိုကြောက်9500တရာမှာကျွန်တော် stock lot ပေးထားတယ်အော် entry တော့ကျွန်တော်9000ငါဒီမှာ3000လောက်မှာကျွန်တော် entry ကိုကျွန်တော်ယူထားတယ်အာ TP တော့ကျွန်တော်9000လောက်မှာယူထားတယ်လောလောဆယ် TP ကတော့9000 9000မှာယူလိုက်တယ်ဆိုတာကကျွန်တော်ဟောကျွန်တော်ရဲ့ management ကျွန်တော် risk management manager နဲ့ကျွန်တော်ယူလိုက်တာဖြစ်တဲ့အတွက်ကြောင့်အာတကယ်တော့ TP ကဒီ trend line ရဲ့အခြေအနေနောက်မှာယူရင်ပို့ပြီးတော့ ဟောတကယ်လုံးစင်းမယ်ဆိုလို့ရှိရင် save ဖြစ်နိုင်တယ်။ဘာလို့ဆိုတော့ကျွန်တော်တို့ကဒီ trend line ကိုပြန်အားယူပြီးတော့ပြန်ကန်တက်သွားပြီးတော့9000ကျွဲကိုဖောက်သွားတာလည်းဖြစ်နိုင်တယ်ဗျ။အဲ့တော့ site ကပုံမှန်ဆိုလို့ရှိရင်တော့ကျွန်တော်တို့9000ကျွဲကိုဖောက်ပြီးပြီဆိုလို့ရှိရင်တော့အော်9000အော်ကွဲကိုဖောက်ပြီးပြီဆိုလို့ရှိရင်တော့ကျွန်တော်ကတော့ buyer site ကနေပြီးတော့ပြန်ပြီးတော့ BTC ကို live ဝယ်ပါဗျ။အဲအဲ့တော့တသိန်းတန်းလောက်အထိကိုတော့သူကပြန်ခုန်တက်သွားနိုင်တယ်ပေါ့နော်။ ာကိုးသောင်းပွဲကိုဖောက်တာကိုးသောင်းပွဲကိုမဖောက်နိုင်ဘူးဆိုရင်တော့သူကပြန်ဆင်းပါဗျပြန်ဆင်းတဲ့ခါကျလို့ရှိရင်တော့အော်ကျွန်တော်ဒီ trend line ကိုတစ်ချက်သိထားမယ်ဒီ trend line မှာလည်းနည်းနည်းတန့်သွားနိုင်တယ်အဲဒီ trend line ကို break out လုပ်ထားတာဖြစ်လို့ကြောင်းပေါ့နော်ဒီ trend line မှာတစ်ချက်ပြန်ပြီးတော့အော်သူ့ရဲ့ market action ကိုကျွန်တော်ပြန်ကြည့်ကြည့်ရမှာဖြစ်ပါတယ်အဲ့တော့ဒီ trend line ကျိုးသွားပြီဒီ trend line ကိုပြန်အောက်ဆင်းသွားပြီဆိုလို့ရှိရင်တော့ဒီ9000 9000ပေါင်းအထိကိုကျွန်တော် ဟောပြန်လာနိုင်တာပေါ့နော်9000အောက်ကတော့ကျွန်တော်တို့နောက်ပိုင်းမှာပဲဆက်ပြီးတော့ကျွန်တော်တို့ analysis လုပ်မယ်ပေါ့နော်လောလောဆယ်ရော market action ရကျွန်တော် trick action ယူထားတာဖြစ်ပါတယ်အဲ့တော့ဟောကျွန်တော်ရှုံးနိုင်ပါတယ်ရှုံးလဲ stop loss လဲထိနိုင်ပါတယ် trader line မှာကျွန်တော်ခုနပြောသလို psychology ရ stop loss ဒီ trade trade မှာ stop loss ထိလို့ဟိုကျွန်တော်တို့ဟို emotion တွေဝင်ပြီးတော့အရန် zot light trade နေစရာမလိုပါဘူးဗျ။ဒါဆရာ market action ကိုကြည့်နိုင်မယ်။ candle တွေ confirmation ယူပြီးတော့ဒါကျွန်တော်တို့ trade ရင်တော့ ဲ့တော့ကျွန်တော် winning rate ကတော့တက်လာမှာပေါ့အဓိက trade တစ် trade နှစ် trade ပုံမှာကျွန်တော်တို့တိုက်ခံစားမနေဘူးอ่ะအဓိကအရေးကြီးပါတယ်เนาะအဲ့ဟာလေးကျွန်တော် trade setup ဝင်သွားတဲ့ပုံစံလေးပါအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာကျွန်တော် YouTube channel လေးကို subscribe လုပ်ပေးကြပါဦးဗျာ